အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တရားရစာပါကျွန်တော်ဒီနေ့လုပ်ပြပေးမယ့်ဗီဒီယိုလေးကကျွန်တော်တို့ Tamsinet product ဖြစ်တယ်ကျွန်တော်တို့ဒီအတန်ဝါလက်ဒီပေါ့နော် broadband ကျိုးမဲ့ wifi set ပေါ့နော်အတန်ကျိုးမဲ့ wifi set ကိုကျွန်တော်တို့ user name password chain နည်းလေးကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အတန် wireless broadband မှာဆိုရင်သူ့ရဲ့ default user name password ဟာကျွန်တော်တို့ဒီဘက်ချမ်းမှာပါဝင်ပြီးတော့ဒီကျိုးမဲ့ wifi set ကလေးကိုကျွန်တော်တို့က user name password chain နေတဲ့သူများအတွက်ကျွန်တော်တို့လွယ်ကူလင်းမြန်စွာဖြင့်ပြောင်းလဲလို့ရတဲ့အနည်းလေးဟာဒီ set ထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်ခင်ဗျာ အဓိကတိရမှာကဒီဆက်ရဲ့ IP ကျွန်တော်တို့ wireless အတန်ရဲ့ပေါ့နော်ဒါ Joomla Wi-Fi ဆက်ရဲ့ IP address 192.168.8.1ဆိုတာပါပြီးတာဖြစ်ပါတယ်သွား web pan တွေကို username password ပါတခါလေးထည့်ပေးကြတဲ့အတွက်မိမိတို့အစိတ်ကြိုက် control လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဘလို့ပြောင်းလဲရလဲဆိုတာလေးကိုကျွန်တော်ဘက်ကနေပြီးတော့ပြုလုပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါဆိုရင် video လေးကိုကျွန်တော်ဆက်လက်ဆောက်ကြည့်လိုက်ရအောင်เนาะ ကျွန်တော်ဒီဟာလေးကိုခဏထောင်းထားလိုက်ပါမယ်။ပြီးရင်မိမိချိတ်ဆက်မယ်ဖုန်းကိုအရင်ယူပါမယ်နော်။အဲ့တော့ဖုန်းကိုယူပါမယ်။ယူပါလို့ရှိရင်ကျွန်တော်တို့ကဒီအတန်းကျိုးမဲ့ Wi-Fi ဆက်ကလေးကိုကျွန်တော်တို့ကဖုန်းနဲ့ Wi-Fi ဆက်နဲ့ကိုချိတ်ထားဖို့လိုပါမယ်။အဲ့တော့ကျွန်တော်ကအရင်ဆုံးသူ့ရဲ့ default ဟာကိုကျွန်တော်ချိတ်ပါမယ်။ တော့မိမိတို့ဆက်ကိုမိမိပါမိမိချိန်ပေါ့နော်အဲ့တော့ပြီးသွားလို့ရှိရင်ဒီလိုလေးချိန်ပြီလို့ရှိရင်ဒါကကျွန်တော်တို့ username password ချိန်လို့ရပါပြီအဲ့ဆိုရင်ကျွန်တော်ချိန်ပြပေးပါမယ်အရင်ဆုံးဘယ်ဟာကိုရိုက်ရမလဲဆိုတော့ကျွန်တော်တို့က chrome နဲ့ကိုဝင်ပါ chrome နဲ့ဝင်ပါလို့ရှိရင်ဒီ search က search of type url နေရာမှာကျွန်တော်တို့ကရိုက်ကြပါမယ်အဲ့ဒါဘယ်ဟာကိုရိုက်ရတာလဲဆိုတော့ဒီ site ရဲ့နောက်ကျောင်းမှာပါတဲ့ number ကလေးကိုကျွန်တော်တို့ကရိုက်ရမှာ ဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဆုံးဆွဲပြပေးပါမယ်ဒီမှာပါเนาะအဲ့ဟာလေးကိုကျွန်တော်ကဒီမှာရှင်းရပါမယ်เนาะအဲ့တော့ကျွန်တော်တစ်ချက်ရှင်းပါမယ်ကဲအဲ့ဆိုရင်ပြန်လေးချုပ်လိုက်ပါပြီဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်ပေးပါဝိုင်းနဲ့ပြန်ကြည့်ပေးပါเนาะအဲ့ဆိုရင်ကျွန်တော်ခဏလေးပြန်ထောက်လိုက်ပါမယ်โอเคအဲ့ဆိုရင်ကျွန်တော်ရိုက်ပါပြီ တိကိုနှစ်တော့တိချောက်ရှစ်တော့အိတ်တော့ဘာကိုကျွန်တော်တို့ရိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ကအိတ်တော့ဘာကိုရိုက်လိုက်တဲ့အခါမှာသူကဒီလိုကြီးပေါ့နော် website ကြီးကျွန်တော်တို့ပေါ်လာရဲပေါ့နော်အဲ့လိုကြီးပေါ်လာရဲအဲ့တော့အဲ့ဒါကြီးပေါ်လာတဲ့ဟာကိုကျွန်တော်တို့ကဘယ်ကိုဆက်သွားမလဲဆိုတော့ပေါ့နော်အဓိကဘယ်ကိုသွားမှာလဲဆိုတော့ဒီရိုက်ကိုကျွန်တော်ချက်ရမှာပေါ့နော်အဲ့တော့ချက်ဖို့အတွက်ကတော်တော်ချက်လို့မရရင်ကျွန်တော်ကဒီမှာ dashboard site ကိုဖွင့်ပေးရမှာနော် အော်အဲ့လို dash shot ဆက် online ပြီဆိုတော့ကျွန်တော်ချဲ့လို့ရပါမယ်။အဲဟုတ်ပြီအဲ့ဆိုခဏလေးစောက်ပါပြီးရင်ကျွန်တော်ချဲ့ကြည့်မယ်။ Okay အဲ့လိုမျိုးချဲ့လို့မရသေးဘူးလားရတယ်ဒီနားလေးမှာ login ဆိုတာလေးရှိရယ်နော်။အဲ့လေးကိုနှိပ်လိုက်နော်။အဲဒီမှာတော့ username နဲ့ password တောင်းပါပြီ။အဲ့မှာကျွန်တော်က admin ဆိုပြီးတော့အတီးတွေပဲရရပါမယ်နော်။ A ရိုက်ပါပြီ။ ADMIN ရဲ့ပြီးသွားလို့ရှိအောက်က password ရဲ့ ADMIN ရချပြီးတော့ကျွန်တော်တို့က login နေလိုက်ပါမယ်เนาะအဲ့ဒါပြီးသွားလို့ရှိလို့ရှိရင်ကျွန်တော်တို့က close ကိုနှိမ်မယ်မိမိချိန်ကျင်တဲ့ဟာကိုပေါ့နော်ကျွန်တော်တို့ကဒီလို lucky နဲ့ချုပ်လိုက်မယ်ချုပ်ပြီးဘမှာတက်ချင်အောင်လဲဆိုတော့ကျွန်တော်ကဒီမှာ advanced setting ဆိုတာရှိပါတယ်အဲ့ advanced setting တွေကိုတွားပြီးတော့ချိန်ရပါမယ် advanced setting တွေကိုနှိမ့်လိုက်ပြီးတော့လို့ရှိရင်သူကတွားဒီမှာပေါ်လာတဲ့ပေါ့နော် wlan basic setting တွေမှာ user name password ချိန်လို့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့သူက password ကတော့ဒီမှာသူက hide ထားတာကိုကျွန်တော်ကကြည့်ကြည့်လို့ရတယ် show လုပ်လိုက်ပေါ့နော် ီရှိုးနေရာလေးကိုကျွန်တော်တို့အမှန်ကြီးလေးပြရပါမယ်เนาะအမှန်ကြီးပြလိုက်မှဒီမှာပေါ်လာပါမယ်ပြီးတော့ရှင်ဒီမှာမိမိချိန်ကျင်တဲ့နာမည်ကိုထားလို့ရပါတယ်เนาะအဲ့တော့ကျွန်တော် ကတော့တခုထားပြပါမယ်တော့စကစုတစုနဲ့ကြာမှာကျွန်တော်တို့ကစပီပါချလို့မရတာဖြစ်တဲ့အတွက်အဲကျွန်တော်ကတော့ဒါအတန်ဝါလက်ကုံမှာကျွန်တော်ကဘာထားမလဲဆိုတော့ကျွန်တော်ဘရော့ဘန်ဆိုတော့ BB လို့ကျွန်တော် ပြလိုက်ပါမယ်เนาะ လဲပြီးပြီးโอเคပြီးရလို့ရှိရင်တော့ကျွန်တော်ကဒီမှာ password password မှာတော့ကျွန်တော်ဒီတိုင်းပဲထားမယ်ကျွန်တော်မပြောင်းဘောเนาะပြောင်းရင်လည်းဆိုရဲပြောင်းဘောเนาะဒါကျွန်တော်ကဒီတိုင်းလေးပဲထားလိုက်ပါမယ်เนาะထားလိုက်ပြီးတော့ပြီးရလို့ရှိရင်ဒီလိုလေးချုပ်လိုက်ပါ mesh station number မှာတော့မိမိတုံးလို့ရတဲ့အရေးအတွက်ကိုကန့်တတ်တာเนาะအဲ့တော့ကျွန်တော်တို့က နော်32လုံးခွင့်ပြုတိုင်း32လုံးသုံးလို့ရပါမယ်10လုံးပြောင်းရင်လည်းပြောင်းလို့ရပါတယ်နော်မိမိကြိုက်နှစ်တိုက်အောင်ပြောင်းပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်တော့မလုပ်ပါဘူးနော်ပြီးပါလို့ရှိရင်ကျွန်တော်ကဒီမှာ apply ဆိုတာလေးနှိပ်ပြီးတော့ပြောင်းလိုက်ပါမယ်ပြီးရင် yes ကိုနှိပ်လိုက်ပါဒီမှာ wifi ချက်ချင်းပြုတ်သွားပါတယ်เนาะဖုန်းမှာကဲကျွန်တော်အခုလုတ်ပြတဲ့နေလေးကကျွန်တော်တို့ဒီအတန်ဝါလက်ဘရုတ်ပန်ဆက်ကိုကျွန်တော်တို့ username password အချင်းကြီးလေးကိုလုတ်ပြပေးတာဖြစ်ပါတယ်ခင်ဗျအဲတော့မိမိချိန်လိုက်တဲ့ဟာတကယ်ဖြစ်သွားလားမဖြစ်သွားလားဆိုတာဒီမှာကြည့်လို့ရပါတယ်เนาะကျွန်တော်ခုနပေးခဲ့တဲ့ဟာဒီပါကဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ video လေးကလူကြီးမျိုးတို့အတွက်လေဆုံးတနေရာမှာအထောက်အကူဖြစ်သွားတယ်ဆိုရင် like and share လေးပြုလုပ်ပေးလို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ